မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဒီတစ်ခါတော့ဆရာက2025ခုနှစ်ဆယ်လပိုင်းအတွက်တနင်္လာသာသမီမိတ်ဆွေတွေအတွက်ကံကြမ္မာဟောစတဲ့ကိုဆရာကတလားစာဟောကြားပြီးမှဖြစ်တဲ့အတွက်ဥစွာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရာဘေးပြာမှန်သမျှဝေးကွာကြပါစေကြောင်းဒီကနေ့မေတ္တာဖို့ဆုတောင်းဖွဲ့ပနာပြုသလိုက်ပါတယ်ခင်ဗျာနော်ဒီ2025ခုနှစ်ဆယ်လပိုင်းအတွက်မှာအောက်တိုဘာလအတွင်းမှာမိတ်ဆွေတို့ဟောအချိန်လေးဘာလုံးလုံးနဲ့တပြည့်ပြည့်နဲ့ပြောင်းလဲလာအခုဆိုလို့ချင်း ဘာမှမဟုတ်ဘူး2025ရဲ့ဆယ်လပိုင်းကိုရောက်လာပြီဒီဆယ်လပိုင်းတွေမှာတနင်္လာသားသမီးမိတ်ဆွေတွေရဲ့ကံကြမ္မာကိုဆရာကဟောကြားပြီးမှဖြစ်တဲ့တို့ကဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးဒါပြီးတော့ဥစွာမန္တလေးကိုဆရာရောက်နေပါတယ်မန္တလေးကမိတ်ဆွေဆရာငယ်နဲ့တွေ့ကျင်တဲ့မိတ်ဆွေများဆရာအစာကြီးကွန်ဒို74 24 25မှာနေပါတယ်ခင်ဗျာเนาะဆိုတော့တို့တော့ဆရာနဲ့တွေ့ကျင်နေဆိုရင်ရက်ရှင်းလေးတစ်ရက်လောက်တော့ကြိုပြီးတော့ဆရာရဲ့ခွန်ကိုတုံညာနေကိုတုံညာ၄တိချောက် WhatsApp Telegram မှာဖြစ်စေ ဆက်ွယ်ပြီးတော့ဆရာကိုဇာတ်နဲ့တွေ့ကြမှာလေဆိုပြီးတော့ဆရာကိုစင်ရင်ပြည့်သွင်းတာပါဆရာဖုံးပြန်ဆက်ပြီးတော့ရက်ချင်းလေးရမရနဲ့ရမယ့်အချိန်ကိုဆရာပြန်ပြောပြပါမယ်လို့ဥစွာပြောပြရင်လည်းအထူးအစီအစဉ်ပေါ့တနင်္လာသာသမီတွေအတွက်ဆရာတို့စတင်ခေါ်လိုက်အောင်ခင်ဗျာနော်တနင်္လာသာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့ဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးမိတ်ဆွေတို့ရဲ့ကံဟာစိတ်မောလူမောစိတ်ပန်းလူပန်းအရာရာကိုအကူမပိုင်းမပြီးရတာမျိုးတွေဖြစ်နေ တယ်ဆိုရဲစိတ်မျိုးကံမျိုးပြနေတယ်သူကမိတ်ဆွေကင်းလာသားသမီးတွေဟာဘာဖြစ်ဖြစ်ဝန်ရလဲကိုပါရဒီနေရာလဲကိုပါရစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတာကတော့ဂျိမ်းတီတေချာပါလိမ့်မယ်သို့တော့ဒီဆယ်လာပိုင်းဆိုတဲ့ကာလကိုဆရာတို့ဆက်လက်ပြောကြားလိုက်ရအောင်ဥစွာမိတ်ဆွေတို့ရဲ့ကံဟာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အမျိုးသမီးတွေဆိုအသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေသတိထားပါ အဲ Twitter Twitter တဲ့ကျမ်းမာရေးလေးကိုသတိပြုစင်ကြင်ရလိုအပ်ပါတယ်။ဒါဟာပြင်မိတ်ဆွေတနင်္လာသားသမီးတွေဟာလက်ရှိဒီရဲ့ဆယ်လာပိုင်းပြင်မှာဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်ဟိုစနလိုပေါ့ဟိုအစင်းအနစ်နဲ့ပတ်သက်တာမျိုးလေးတွေအကြောလို့ချက်တော့ကိုခန္ဓာကိုယ်ခါအောက်ပိုင်းနဲ့ပတ်သက်ဆိုကျမ်းမာရေးလေးဒီမှာထုံကျင်ရတာမျိုး၊နာကျင်ရတာမျိုး၊ကြိုက်ခဲရတာမျိုးဖြစ်တတ်တယ်လို့တွေးနဲ့ပတ်သက်ပြီးတော့အရေးပြားတော့နော်တွေးနဲ့ပတ်သက်ပြီးတဲ့အခါကုသိုလ်များများလုပ်ပါ ဒါဆိုလို့ရှိရင်သွေးတိုးသွေးတက်ရှိနေတဲ့သူသွေးစိမ့်လေးပဲလှူလှူကိုကပုံမှန်သွေးလှူနေကြမယ့်ဆိုရင်သွေးလေးလှူပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံဟာအထောက်အကူဖြစ်ပြီးများစွာကံကောင်းလာစေမှာဥစွာတည်ကြရလို့ဆရာကပြောလိုပါတယ်ကောင်းပြီအသက်လျှောက်ဆက်ငားနေအထက်တင်းလာတာမိတ်ဆွေတွေလေနဲ့ပတ်သက်တာတွေဂရုစိုက်ပါလေထိုးလေအောင်လေပြန့်လေဖြတ်တာမျိုးတွေဂရုစိုက်ပါရေကိုင်နဲ့အခါတတိပြုစင်ညာတော့လိုအပ်ကြောင်းထပ်လောက်ပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီ2020 ငါးခုနှစ်ဆယ်လပိုင်းတွင်မှာကံဟာအရာရာကိုရှိတိုးဆောင်ရွက်လို့ကောင်းသောကာလဘာကိုဖြစ်ဖြစ်ကံဟာမိတ်ဆွေတို့ပတ်မှာအခြားသောနေသားတွေထက်တနင်္လာတွေကဒီဆယ်လပိုင်းဆိုတဲ့ကာလအတော်တွင်မှာဆိုကျင်းတည်တယ် ရှိလို့ဆောင်ရပါမိတ်ဆွေတို့ကဘာကိစ္စဖြစ်ဖြစ်ငွေကြီးကိစ္စစီးပွားရေးကိစ္စလက်လာပါကိစ္စဘာလို့ဖြစ်ဖြစ်ကျင်းတည်ပါအခြားသောနေသားတွေကကံကလူမစွမ်းရင်တော့ကံကမဆမ်းမဲ့ကာလနှကောင်းနှက်မြတ်တို့အတိတ်ကကံတို့ပထမဆက်တို့ပုပ်ကိုဆက်တို့ရအခုကြီးကိုရရှိမဲ့ကာလဖြစ်တဲ့အတွက်တနင်္လာသာသမီမိတ်ဆွေတွေကလက်ရှိဒီ2025ဆယ်လပိုင်းမှာ ကံရဲ့တိုးတက်မှုနဲ့ထောက်ကိုရရှိတတ်တဲ့သူကမိမိနေနဲ့ဘာကိုဖြစ်ဖြစ်အမေရိကန်လုပ်ခြင်းစိုင်းဘုတ်တင်ခြင်းဒီဇိုင်းဆွဲခြင်း graphic အစားကြီးတဲ့အရာလေးပဲဖြစ်ဖြစ်စတင်လှုပ်ဆောင်တာကိုပဲဖြစ်ဖြစ်အတက်နိုင်ဆုံးအဖွဲ့အစည်းသင်းပွဲနဲ့ပတ်သက်ပြီးဥဆောင်လုပ်လို့တဲ့လုပ်ငန်းတွေအမေရိကန်လုပ်လို့တဲ့ကိစ္စတွေမှာတော့ချီတူအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာမှာအတိအကျပဲဖြစ်တယ်လို့ကံကနည်းနည်းလေးကိုကနည်းနည်းလေးညံလေးနဲ့ဝရိယလေးပေါင်းဆက်လိုက်ရင်မိတ်ဆွေတို့ရဲ့ကံဟာတီတီတီရပ်တည်လာပြီးတော့ ယတနာပုံစိုက်ကင်းရဲ့စိုက်တယ်လို့တားရွှေကိုထမ်းရတယ်လို့ကျင်းဒီပါကံဟာဇောတိကဖြစ်နေတာတော့အတိအကျပဲဖြစ်တဲ့အတွက်ထီကံဆန်းခြင်းထီထိုးခြင်းဖျားမဲပေါက်ခြင်းဇေဒီမဲပေါက်ခြင်းတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကံဟာတိုးတက်လန်းအောင်မြင်လန်းတဲ့အဆင်ပြေမှုတွေများစွာရရှိတတ်သောလာဖြစ်တာဟုတော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာနော်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေအလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင် မိတ်ဆွေတို့အနေနဲ့ဒီကာလတော်တွေမှာယာရုလုပ်ငန်းတိုးတာမျိုးတွေအလုပ်တိုးတာမျိုးတွေယာရုတက်တာမျိုးတွေကြုံရနိုင်ပါတယ်ခင်ဗျာ အဲဒါပြင် OHM နဲ့ပတ်သက်သောလုပ်ငန်းတွေရှိလို့ဆိုရင်လုံဆောင်မှာအောင်မြင်ခြင်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်တနင်္လာသာသမီမိတ်ဆွေတွေနဲ့လက်ရှိကာလတော်တွေမှာငွေကြီးနဲ့ပတ်သက်သောကိစ္စတွေအစုဆရာစုချင်းနဲ့ပတ်သက်သောကိစ္စလေးတွေမပြီးမပြတ်ဖြစ်နေသောကိစ္စတွေကိုပြီးပြတ်အောင်ဆွမ်းဆောင်တာမျိုးအထယ်လိုက်တို့ TT ဖနက်တို့ social media နဲ့ပတ်သက်သောလုပ်ငန်းလေးတွေအဲစားတောက်ကုန်လုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးပကြီးပခုဗီဒီယိုမီဒါအစံကြံအစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စေရှေ့လို့ဆောင်ရလုပ်ဆောင်ကောင်းပါတယ် ဓာတ်စီဒီဇယ်လောင်စာစီကြောက်မြက်ယသနာပဒံမြတ်တွင်းထွက်ဘောမော့အစရှိမှန်အစရှိတာလေးတွေရှေ့တို့ဆိုင်ကလွတ်ဆောင်မှာကုန်တယ်ပွဲစားလုပ်ငန်းလေးတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေချပြတဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ်အိုးအိမ်ရှမ်းပြည်မြေယာထိုင်ခင်းနဲ့ပတ်သက်လို့စောက်ရှင်တပါဆိုရင်ကျင်းဒီပေါ်ဆောက်ရမယ့်ကာလဖြစ်ပြီးတော့စောင့်နေတဲ့မိတ်ဆွေများလည်းမပြီးမပြတ်တန်းလန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်စောင့်နိုင်မယ့်ကာလချီတိုးဆောင်ရရင်အောင်မြင်ခြင်းတိုးတက်ခြင်းကျင်းဒီပေါ်ရရှိမယ့်ကာလဖြစ်ပြီးတဲ့အခါ ။အိုးအိမ်ရှံမီပိုင်ဆိုင်လိုတဲ့မိစေများအိုးအိမ်ရှံမီပိုင်ဆိုင်ခြင်းမျိုးတွေကျင်းတည်ရရှိတတ်သောလာဖြစ်ကြောင်းထလောက်ပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင် လူငယ်တွေအရှင်ကြီးနဲ့ပတ်သက်လာရင်မေတ္တာရေးစံအင်မတန်အားသာနေပြီးတော့အဲဖူးစာဘတ်ပေါ်ခြင်းတွေ သမီးကြီးသားများအနေနဲ့ဆိုရင်လည်းအိမ်တော်မူခြင်းတွေစိတ်ဆက်ခြင်းတွေတော့အားသာကောင်းမှုတို့တက်နိုင်ပြီးတော့အဲမင်္ဂလာရက်ဆရာနားလာယူလို့ရတယ်လို့ဆရာကြားပြန်ကြီးညာလိုက်ပြတာဒီနော်အဲအိမ်တော်မူခြင်းစိတ်ဆက်ခြင်းနှစ်လွာပေါင်းမှာတရွက်ဆိုတဲ့အတိုင်းပဲဟိုတုံးနဲ့တူတယောက်နဲ့တယောက်အဲသမီးကြီးသားဘဝကိုရက်အိမ်တော်ပြုဖို့အတွက်ကိုတိုင်းမြန်လူကြီးမိဘအနေနဲ့စိတ်ဆက်ကြောင်းလန်းခြင်းဒီနှစ်တော့ဟာလားကျုပ်ဒီရှိရတဲ့ရဲ့ဆိုလိုပဲမိတ်ဆွေတို့အနေနဲ့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းတွေလူကြီးနှစ်ဖက်နှစ်ဦးကန်းကန်းလှုပ်ဆောင်ခြင်းတွေ ကျိုးစားပြီးတော့ဆွမ်းဆောင်ရင်ဘာမှဆိုကျင်းတည်ဖို့အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေကြအတေကြပဲဖြစ်ပါတယ်ခင်ဗျာအထယ်လေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါ့အပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိပစ္စည်းတွေနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ရေချားမြေချားပတ်စပို့ဗီဇာလုပ်ငန်းခီးထွက်တာမျိုးတွေနှစ်ခုကနိုင်ငံခြားသွားဖို့စောင့်နေတဲ့မိတ်ဆွေရဝေးခီးထွက်နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမှုမျိုးတွေရရှိတတ်တယ်လို့သင်တန်းတက်ခြင်းဘာသာစကားသင်တန်းလို့ပညာရေးဆိုင်ရာတွေမှာလည်း အဲတင်းယူနိုင်တော့တင်းယူနိုင်တော့မိတ်ဆွေတို့အတွက်အကျိုးပေးကံကောင်းစီတော့လာဖြစ်တာအတော့ဂျင်းသည်ပြကြပါရခင်ဗျဒါအပြင်မိတ်ဆွေတို့ဒီတဲ့ဒီလာတာအတွက်ပြမှာဆိုရင်လူမျိုးရှားပါတာရှားအကျိုးပေးပါတယ်ယာရုလုပ်ငန်းကိုင်းငန်းနဲ့ပတ်သက်ပြီးတော့ယာရုတက်တာမျိုးတွေနေရာထိုင်ခင်းအစ်စ်ရရှိတာမျိုးတွေအိုးအိမ်ရှမ်းတွေစောက်ရတာမျိုးတွေပိုင်ဆိုင်ရတာမျိုးတွေရရှိတက်တယ်လို့ငကူကသာသမီမရရှိတော့တနင်္လာသာသမီမိတ်ဆွေတွေသာသမီရရှိရန်အတွက်တော့အခွင့်အလမ်းကောင်းတွေရရှိတက်တဲ့အတွက်နီးစက်ရ ဖရာစီပြတော်ဝင်တွေပါဖြစ်စီဆရာတို့ဖရာတွေရဲ့เนาะမိတ်ဆွေတို့เนี่ยဖရာတွေရဲ့အရှိတ်မဟုတ်တဲ့တဲ့ကိုတွားပြီးတော့မြတ်စွာဘုရားနာမှာတိုင်တယ်တာမျိုးဖြစ်စီမိမိတို့အနေနဲ့မိမိအိမ်ရဲ့အရှိတ်မှာရှိတဲ့ညောင်နေကြီးကြီးတပင်မှာရှိတဲ့ရုပ်ကစုံနတ်မင်းသို့မဟုတ်ညောင်မင်းနတ်ပင်ကိုရှင်ရွက်ပေါင်နေတဲ့အပင်ကြီးနတ်ပင်ရှင်ရွက်ပေါင်နေတဲ့ရုပ်ကစုံနတ်ဒီနာမှာငပြောပြီးခုနှစ်ပြီးနဲ့နော်ဆန္ဒမိတ်ဆွေတို့အုံးသီးနဲ့ဒါမျိုးလေးကိုမိမိတို့နိစ္စရာပြောဆိုတတ်တဲ့မိတ်ဆွေတွေနာမှာတစ္ဆာကလေးပြုပြီးတော့ တာသမီတာလာယရဏသမီလာပြုပညာလေးတွေတောင်းရင်ဆရာလူပြောလျှော့လျှော့လေးတွေရလာမှာအထေချာပဲဖြစ်ကြောင်းဆရာကထက်လောက်ပြောကြလိုက်ပြရစီခင်ဗျာကောင်းပြီဒါပြင်ဒီလိုက်တာတော့ဒီမှာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ထိကန်ဆမ်းပါလို့တော့ပြောထားတယ်ပြောငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကောင်မှုအဲ့ဒီအခက်အခဲတွေကိုဘလောက်ပဲ ံညံ့စီကမူအကျွေးပြင်းနေစီအောင်တော့ကျင်းဒီဘောက်ကူညီမဲ့သူကူညီမဲ့လမ်းပေါ်လာတတဲ့အတွက်ဘတော့ဖြစ်ဖြစ်စိတ်ကမကြပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်မိမိမြန်လာရဲ့ရှင်လန်းခြင်းနဲ့စိတ်ကိုယ်သာပြောအောင်ထားပါဘာကုမအရင်ကြီးစိုးရင်ပူပန်တောခဖြစ်နေတာမျိုးမလုပ်ဘဲနဲ့ချိန်တိုးပြီးတော့အားသာကောင်းမွန်အောင်ဆုံးဖြတ်ခြင်းမျိုးလေးတွေဆောင်ရွက်ပါပြောဆိုပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေမှာအတေကြပဲဖြစ်တယ် ကောင်းတာတွေကတော့ပြောလို့ကောင်းတယ်ကောင်းတာတွေလည်းဆရာတို့ဆက်ပြောလိုက်ရအောင်ခင်ဗျာနော်ကောင်းတဲ့ချက်လေးတွေကိုဆက်လက်ပြောပြပေးပါစီကောင်းတဲ့ချက်လေးတွေကတော့ဒီလက်တာတော့ပြမှာဆိုရင်တင်းငါတင်းလာချင်းတွဲလောက်တာမျိုးတွေအကျိုးပေးပြီးတဲ့အခါတင်းငါနေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတင်းငါနေနေဒီမှာအရေးကြီးသောကိစ္စတွေကိုဆောင်ရွက်တာဟာကံရဲ့အထောက်အကူအထောက်အကူရရှိတတ်တယ်လို့အကျိုးပေးသောအရက်ဟာအနောက်ဆူဆူရဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အရှိမြောက်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာ ဒါကမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအကြောင်းနေနဲ့ဆိုရင်ခရမ်းရောင်အနီရောင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အားသာကောင်းမွန်စေတာအတေချာပဲဖြစ်တယ်။အရေးကြီးသောကိစ္စတွေကိုမိတ်ဆွေတို့အနေနဲ့ပြောဆိုဆောင်ရွက်တဲ့အခါကျလို့ရှိရင်လက်ထဲမှာ ပတ်စံတစ်ထောင်ခန်းလေးနှစ်ရွက်ကိုဖြစ်စေ 200ရံနှစ်တရွက်ကိုဖြစ်စီ1000ရံဆုံး2ရွက်200ရံကိုတရွက်ကိုလက်ထဲမှာကင်ထားပြီးတော့သို့မဟုတ်အိတ်ကတ်ထဲမှာထည့်ပြီးတော့အိတ်ကတ်ကလေးကိုပုတ်ပြီးတော့ပြောဆိုရင်အောင်မြင်ခြင်းတုတ်တက်ခြင်းဒီကျင်းသေးပေါင်းရရှိမဲ့ကာလဖြစ်ပါတယ်အကျုံးမပေးတာလေးဒီဆက်လက်ဖော်ပြပြီးဝင်ပြပါခင်ဗျာကန်ဆူတာဆရာတခုတစ်ခါလီမှာပြောတတ်ပါလေဇန်တို့ကတနေ့လာရတာလောကမှာအများကြီးရှိရတဲ့အထက်မှာဇန်တို့ရဲ့တက်ကနစ်နဲ့ရှောင်းရံဆောင်းရံအတွက်ပြောကြပြပြီးခြင်းနဲ့ ခြင်းဖြစ်တယ်။သို့တော့မိတ်ဆွေတို့နေနဲ့ဗီဒင်ဆရာကထိပေါအောင်လုပ်ပေးမယ်ဆိုတာမျိုးတွေဗီဒင်ဆရာဟာကျွန်တော်အုံပွက်နေတော့မစွမ်းဘူးပေါ့။အဲဆရာကြီးစင်ရုံဒီစကားငါပြောရင်ကြက်ပြောက်တာကိုဝယ်ရောက်ပြီးရေရရရှိတယ်လို့လည်းမဖြစ်စီပါနဲ့ခင်ဗျာ။ဒါအပြင်ဆရာငယ်ပြောသလိုပြောရင်ထီကနန်းရှက်ကနန်းအပိုင်ပြီးရင်ဆရာငယ်အိမ်နဲ့ရောက်နေအိမ်နဲ့ဝိုင်းနဲ့ရောက်ပြီးတော့ထိုးမှဆိုတဲ့အကြောင်းကိုဆရာကလည်းထပ်လောက်ပြောရင်းနဲ့သတိပြုစင်ကြင်ရအတွက်ပါ။ ဒါကြောင့်မလို့မိတ်ဆွေတို့နေလဲဘာကိုဖြစ်ဖြစ်အစွန်မရောက်စေနဲ့အယုံကြည်လက်မတဲပါနဲ့เนาะဒါလေးတစ်ခုနဲ့ဆရာမိတ်ဆွေတွေကိုဆရာကအကြံပေးပြောကြားရင်းတယ်ဒီလက်ကတော့ဒီမှာဆိုရင်မိတ်ဆွေတို့တတိထားမှာစက်ပစ္စည်းအတိတ်တွေဝင်တာမကောင်းပါဘူးခင်ဗျာဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တာတတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆွေမျိုးသားချင်းညီကိုမတော်မှစိတ်တော့ကပြီးတတ်တော့ကာလဖြစ်ပါတယ်မိတ်ဆွေတဲ့အပေါင်းအသင်းတွေကိုပြောဆိုတဲ့အခါဂရုစိုက်ပါတနင်္ဂနွေသတ္တမိအမျိုးသားများအနေနဲ့ဆိုရင်တော့ အိမ်တော်ရဲ့အချုပ်ချင်းကိစ္စလေးတို့မဟုတ်အချုပ်အောင်ကိစ္စလေးကြီးဂျုံကတက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးဂျုံနေရလို့ရှိရင်ငါသက်စီလွတ်ပေးတာမျိုးငါလွတ်ပေးတာမျိုးငှက်စားလို့ခိုးစားလို့ခွေးစားလို့ကြွေးပြင်းဖြစ်မိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်တတ်တယ်လို့အချုပ်အောင်ဖြစ်တတ်ပါတယ်လူငယ်များအခြေအနေနဲ့ပတ်သက်ရင်မထင်မှာပဲအိမ်တော်ချတာမျိုးလေးတွေအဲကြီးစားလဲရအိမ်တော်လဲကြဆိုလို့စုပ်ခေါ်လက်ကိုအတုံးလိုက်တက်လိုက်ခဲလိုက်ဝင်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီຢာလေးကိုလည်းတတိထဆင်နေပြီးလို့လိုအပ်ချောင်းထပ်လောင်းပြောကြားလိုက်ပါစီဒါအပြင် ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ဆန္ဒလိုကိုကိုတိုက်ခိုက်တဲ့သူရွေချက်ရှိကြီးကြုံရတတ်တဲ့အကြောင်းသတိထားစဉ်းစားပြီးဖို့လိုအပ်ပါတယ်။စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်။ဒါအပြင်မိစေတို့အနေနဲ့မိမိတို့ရဲ့ကိစ္စတွေကိုဘာကိုပဲဖြစ်ဖြစ်ကြိုမပြောရနဲ့ကြိုပြောရင် ပြတ်တတ်တော့အပတ်တာကလာလာဖြစ်ပြီးတော့ခါမိစေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လှုပ်ရှင်တဲ့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေရင်သွင်းမှကြိတ်ထားပြီးတော့ဖြစ်လာတော့မှသာလှုပ်ဆောင်ပြောဆိုတာဟာအပတ်ကောင်းမှုတို့တတ်ပါတယ်။ စပစ္စည်းရင်တကိုးကိုးခံရတာမျိုးတမိုးရှိတဲ့ပတ်စံပစ္စည်းရင်စပစ္စည်းတဲ့တကိုးကိုးခံရတာမျိုးပြောက်တာမျိုးတွေကြုံရတတ်ပါလေလူပြူစားခြင်းခံရတတ်တာမျိုးတွေအစားပြင်းဆုံးတိုက်မကောင်းတဲ့အတက်ပညာတွေပြူစားအတိုက်ခိုက်ခံရတတ်တဲ့အတွက်သတိပြုစင်ခြင်းမေးရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုအမျိုးသမီးကိစ္စအမျိုးသားတွေအနေနဲ့အရှုံအောင်ကိစ္စလေးတွေအိမ်တော်ရဲ့အရှုံရှင်ကိစ္စလေးတွေကိုကိုကိုကမဟုတ်ရင်တော့ရိုးစွတ်စွဲတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ခြင်းမေးရန်လိုအပ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုတ်ကင်နဲ့ပတ်သက်ရင်လုပ်ငန်းတစ်အလုတ်တစ်တွေတိုးချက်လုတ်ကင်ခြင်းထက်ရှိနေတဲ့အလုတ်ကိုပဲတိုးတက်အောင်ဆွမ်းဆောင်ခြင်းဟာပုံမကန်အားကောင်းပြီးတဲ့အခါအလုတ်တစ်ချာနေတယ်ဒီအလုတ်ကြီးမှမပြောလို့ကိုယ်ပိုင်စတင်မယ်ဆိုရင်တော့အခြားတဏီယာဒရိဒါကိုရွေးချယ်စဉ်းစားထားတယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိစေမှာအတိအကျပဲဖြစ်တယ်။လက်လွန်ထားတဲ့ငွေကြီးတွေပြန်လည်ရရှိပါလိမ့်မယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီအစ်ကိုမောင်နှမကိစ္စလေးတွေကြောင့်အဲ စိတ်ထဲမှာပေါ့နော်အမှန်ကိုအမှားတရားဖြစ်စီတာမျိုးလေးတွေအလင်းစလုံးဆုံးဖြတ်တာမျိုးလေးတွေယုတ်တိယဝဝနဲ့ခန်းခန်းနဲ့ဆုံးဖြတ်ပြည့်မှုတဲ့ကိစ္စလေးတွေမှာမိတ်ဆွေတို့ကအမှားယုံလေးတွေပေါ်တတ်တယ်သူကသတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်။ကျမ်းမာရေးမကောင်းတဲ့သူတွေညအိမ်ညာနေခေါ်ပြီးတော့လက်ခံမိတာမျိုးတွေဟာမိမိတို့အပူကူးဆက်တတ်ပါတယ်။အမှုကိစ္စဖြစ်နေသူတွေကိုကိုယ့်အိမ်မှာခေါ်ပြီးတော့ညအိမ်ညာနေလက်ခံပြီးတော့ကိုယ့်အိမ်မှာဖြည့်ရှင်းခိုင်းခြင်းဟာအပူတွေကူးဆက်တတ်ပါတယ်။ ်သူ့အပြင်မိတ်ဆွေတို့အိမ်တော်ကွဲမယားကွဲဒီလိုအကွဲမျိုးလေးတွေကိုအပူတော့ကတဲ့ကိုယ့်အိမ်ကိုညာအိမ်ညာနေခေါ်ခြင်းဟာလေအပူကိုကူးဆက်တတ်တဲ့အတွက်ဂျား၃ဂျားချောင်းဖို့ထလောင်းပြောကြလိုက်ပြရစီကောင်းပြီဒါကမိတ်ဆွေတို့အနေနဲ့ဒီကလာအတော်တွေမှာဆိုလို့ရှိရင်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့ကိုင်ရွယ်မောင်းနေတဲ့ကသတိထားစင်ရင်မှာရင်ခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာတပိုင်းတစဖြစ်ရတာမျိုးလေးတွေကြံ့ကြာရတာမျိုးလေးတွေကြုံရတတ်တော့ကလာဖြစ်ပါလေခင်ဗျဒါအပြင်စကားကို လူတိုင်းပြောတာမျိုးလေးတွေ၊ကုံတိုင်းပြောတာမျိုးလေးတွေအမိတ်ဆွေတွေရဲ့ကံကိုအားနည်းစေတတ်တယ်လို့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုစိတ်ထဲမှာပဲတန်တိထားပြီးတော့လှုပ်ဆောင်မှာအောင်မြင်မှာမှအတာကမှပြုမှုဆောင်ရတာကောင်းပါလေခင်ဗျထို့အပြင်မိတ်ဆွေတို့ဘာကိုလှုပ်လို့တောက်ကြတာသမီးတွေနဲ့တောက်ကြနေတွေနဲ့တောက်ကြရက်တွေနဲ့တွဲပတ်လုပ်တာမျိုးကကံကိုအားနည်းစေတတ်ပြီးတဲ့အခါ73ရက်နေ့တို့ 34ရက်နေ့လို့ဒီလိုရံမျိုးတွေမှာ73ကနန်းလို့31ကနန်းလို့ကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေတဲ့အတွက်အရေးကြီးဆုံးကိစ္စတွေကိုလုပ်တဲ့အခါဒီလမှာတတိထားစီနေမိရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်တတိထားစီနေရမှာတော့တန်မိုးချီးတဲ့ပစ္စည်းတွေကိုလူမြင်တာမျိုးလေးတွေချွေဝယ်လို့ရတယ်စုလို့ရတယ်သို့တော့ဝိတာမင်လေးတွေမှာကြပြောက်တာမျိုး ကြပြက်ကြတာမျိုးတခုခုခံတာမျိုးလူခံရတာမျိုးလေးဂျုံရတက်တဲ့အတွက်တော့ဒါလေးတွေကိုတော့အကြွားအမောထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးလေးတွေယူတော့သတိပြုစင်ကြင်မိရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီလူယုံမလွယ်ပါနဲ့လူယုံဝင်လွယ်ရင်ဒုက္ခရောက်တတ်ပါလေအထူးသဖြင့် ိုနဲ့တခါမှအလုံးမလုံဘူးတော့အမျိုးသမီးကြီးတွေကိုယ့်ထက်အသက်ကြီးတော့အမျိုးသမီးကြီးတွေရဲ့အကူအညီကိုအဲလူကြုံမလွယ်ပါနဲ့အပြောကောင်းရင်အတိုင်းမယုံပါနဲ့လို့ပဲဆရာကထလောင်းပြောကြားလိုက်ရစီခင်ဗျာနော်ဒါကပဲမိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာလာအိုဆနာလို့အလှကုန်ပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေဖန်စီပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေအဝယ်စားနဲ့ပတ်သက်လို့ရှိရင်ဆနာလို့စိတ်တိုင်းမကြတာမျိုးတွေဖြစ်ရတတ်တယ်လို့အဲကိုကိုတိုင်းပြင်ရင်မလာဘဲနဲ့သူများကပြင်ပြင်လာတယ်ဆိုတော့ ကလာလာမျိုးဖြစ်နေရတော့မိတ်ဆွေတို့နဲ့ဒါလေးတွေကိုဒီလုပ်ငန်းလေးတွေအလှကိုဆရာကြားမိတယ်လို့ဆိုအလှကိုဖန်စီပစ္စည်းအလှဘူတီဆလွန်နေတဲ့ပတ်တိုင်ဆရာငနာလာမိကြတာလေများတော့ဆရာကဒါလေးကိုလည်းတစ်ခုပေးလိုက်ပြရစီကိုကိုယ်တိုင်ပြင်တော့ကိုကိုယ်စိတ်တိုင်းကြပဲနဲ့သူများတော့ကိုကိုယ်စိတ်တိုင်းကြနေတာမျိုးအဲအဲဒီလိုမျိုးလေးဆရာဆိုဘာမှမပြင်လဲရှော့တယ်ပြင်လိုက်ရင်ပူရှော့မစလို့ပြင်တာအဲဆိုတော့ကောင်းပြီနော်ဆရာနောက်တာနော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီဟာလေးတွေကြုံရတတ်တဲ့အတွက်ကိုကိုကိုဘာမှစိတ်တက်မကြပဲနဲ့စိတ်ကိုပြောအောင်ဒီပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်နောက်တစ်ခုကလက်ပိတ်စီသောစကားတွေ ဟာဒုက္ခရောက်တော့မှာပဲကတ်ခဲတော့မှာပဲငွေကုန်တော့မှာပဲဆိုတဲ့ဘူးဆိုတော့စကားလုံးကိုချောင်ပြီးတော့ငါတော့ကံကောင်းတော့မှာငါတော့အစဉ်ပြေတော့မှာဆိုတဲ့ကိစ္စလေးတွေနဲ့ဒုက္ခိဒုက္ခံဆိုတဲ့ကောင်းသောစကားလေးတွေဆိုပြီးရင်မိတ်ဆွေတို့ရဲ့ကံဟာအာသာခြင်းတုတ်တက်ခြင်းတွေပေါ့ကိုကျင်းသေးပေါ့ရရှိစေတာအတေးကြပဲဖြစ်တယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လို့မြောင်ဆူဆူရက်ကိုမျက်နှာမူပြီးသွားတဲ့လုပ်ငန်းတွေမှာတတိယဆင့်နေပြရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ တတိယဆင်ရင်ပေးရမှာတော့တောက်ကြသာသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပြီးတဲ့အခါအယောင်နေနဲ့ဆိုရင်တော့အသားယောင်လို့ဒီယောင်လေးတွေကိုသို့မဟုတ်မြေကြီးယောင်လေးပေါ့နော်ဆိုတော့ဒီယောင်လေးတွေကိုဟိုတတိယဆင်ကျင်ပြီးတော့ဝိစင်မှာအရေးကြီးတဲ့ကိစ္စဒီမှာစိတ်ကိုထိုင်းမိုင်းစေတော့အရာလေးတွေကိုကြုံတက်ချောင်းဆရာကထားလောင်းပြောကြားလိုက်ရစီခင်ဗျာကောင်းပြီ ိန်တော်ကြီးအိန်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရင်ကြမရှိဘူးငဘောကဆက်သွဲပြက်နေတော့အိန်တော်ကြီးမှာအစဉ်ပြေလာတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အကျဉ်းသားတွေအားနည်းနေတော့နှွေးထွေးမှုတွေအားနည်းနေတော့အေးချမ်းမှုတွေအားနည်းနေတဲ့အိန်တော်ကြီးမှာတယောက်နဲ့တယောက်နှွေးနှွေးထွေးထွေးပြန်လေတိုင်မင်ညှိနှိုင်းတာမျိုးလေးတွေအကျိုးပေးသလိုအိမ်အောင်ဘက်ကြောင်ငွေဒီလုံးနဲ့ရင်းနဲ့ဝင်လာတာမျိုးလေးတွေသာသမီရတနာရရှိတာမျိုးလေးတွေတပည့်လက်သားအကူအညီထောက်ဖို့ရရှိတာမျိုးလေးတွေအိမ်အောင်ဘက်ရဲ့အစိုးတွေကနေပြီးတော့ကောင်းမွန်တဲ့ဘက်ကိုပြုပြင်နိုင်တဲ့စိတ်ကလေးတွေကြောင့်အစိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်တော့ငဘူကစိတ် ူများပေါ်မှာဖြစ်နေသောအမျိုးသမီးတွေသူများပေါ်မှာစိတ်ပါနေတော့မိမိအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာဆွနာလူပေါ်ပြန်လဲတက်မှတ်အောင်ကြိုးစားပြီးတော့ညှိယူရင်အချော့ပြောရင်ရမယ်ဆိုတဲ့ကာလမျိုးဖြစ်နေပါလေ။ငကူကဝေးကွာနေတော့အိမ်နောက်ဗမားနေနေရတော့တုံးတဲ့တူတယောက်နဲ့တယောက်ပြန်လဲစုံစည်းပြီးတော့အဆက်အသွယ်ရတာမျိုးတွေကြီးကြီးကြုံရတတ်တယ်လို့တကယ်လို့မှမိမိတို့အိမ်နောက်ရင်မှာပြဿနာကာလကိစ္စဖြစ်ပြီးဆိုရင်မိမိတို့အိမ်တွင်းရေးကိစ္စကြောင့်မဟုတ်ဘဲနဲ့ ကြားလူတဦးတယောက်ချက်ကိုအကြောင်းပြုပြီးပြဿနာလေးတက်ရတဲ့တည်းသူကမိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုယ်ကိုယ်တိုင်ယုံကြည်ပါကိုယ့်ရဲ့အတွင်းရေးကိစ္စလေးကိုသူတစ်ပါးကိုမတိုင်မြင်ပါနဲ့လို့ထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာနော်မိတ်ဆွေဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာရလိုက်ချလိုက် ဒီလာတာတော့တူမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တူမှာဆိုလို့ရှိရင်ဘာကိုဖြစ်ဖြစ် sorry ပါနော်ဆရာဟိုဖြစ်လို့နော်ဒီလာတာတော့တူမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာအချို့အရာရာကိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းဖို့နေအယောင်းအတွက်အယောင်းဖတ်စီဖို့အတွက်ဆိုရင်200ရံလေးတရွက်နဲ့ရိုက်ပုံဖြည့်ပြီးပြီးတော့ရောင်းလိုက်ပါအယောင်းအတွက်အယောင်းဖတ်ပြီးတော့အကန့်ကောင်းစီမှာအသေးချာပဲဖြစ်တယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ ဟိုရောင်းပုံတွေဝယ်ပုံတွေအယောက်တူအယောက်ထွက်စီဖို့အတွက်ဆိုရင်မိမိတို့ရဲ့ရောင်းပုံတွေကိုတရင်စာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့တရင်စာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့အဲရောင်းထွက်သွားအောင်ဆွနာလိုပေါ့ရောင်းထွက်သွားအောင်ရက်ခတ်ပြီးတော့ရိုက်ပုံထိတွေ့ရောင်းလိုက်ပါအယောက်ဝယ်ကောင်းပြီးကန်ကောင်းစီမှာအတေချာပဲဖြစ်တယ်ခင်ဗျအဆက်ဆက်ရရငွေကြီးကန်အားကောင်းစီပြီးတော့အဆက်ဆက်ရရအစဉ်ပြေစီရန်အတွက် မပြောဘူးအဋ္ဌကံအနေနဲ့ဆိုရင်ဆရာမင်းမိတ်ဆွေတနေ့လာတာသမီးတွေအဋ္ဌကံကုလို့တပါဆိုရင်တော့အရာရာမိမိတို့လိုရာကိစ္စအဆင်ပြေစေဖို့အတွက်ဆိုရင်မဟာသမယတုတ်ကိုတနေ့ကိုတစ်ခေါက်လုံးနဲ့ရှစ်ရက်တည်းတည်းအဋ္ဌကံပြုလိုက်ရင်အခက်အခဲကြီးမှန်တယ်မအပူတော့ခရီးမှန်တယ်ပြည်လဲပျောက်ကင်းသွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်အရာအဆင်ပြေစေပြီးငွေကြီးကံအားကောင်းစေရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်မိမိတို့ရဲ့အိမ်ကမြတ်စွာဘုရားမှာနော်မိမိတို့အိမ်ကမြတ်စွာဘုရားမှာဖန်ခွက်လေးတစ်ခွက်နဲ့နော် ကြံလေးနှစ်ချောင်းကိုနော်မြက်စွာပဲဖန်ခွက်လေးနှစ်ခွက်နဲ့ကြံလေးနှစ်ချောင်းကိုဟိုဆက်လာလို့ပေါ့လှူထားပြီးတော့ရေလေးကိုတဝက်လောက်ထည့်ပါကြံလေးနှစ်ချောင်းကိုလှူထားပါအဲ့ဒီခွက်လေးရဲ့အောက်မှာတထောင်ကလေးတစ်ယောက်ကိုတင်ထားပါဆရာပြန်လို့ပါမယ်နော်တထောင်ကလေးတစ်ယောက်ကိုတင်ထားပါမှောက်မှောက်လန်လန်ရတယ်ဒါပြီးတော့ဖန်ခွက်လေးနဲ့ဂိုင်းပါတယ်ဖန်ခွက်လေးနဲ့မိတ်ဆွေတို့ရဲ့ ဟိုဖန်ခွက်လေးနဲ့တင်အကြည့်ကလေးပေါ့နော်ဖန်ခွက်အကြည့်ကလေးနဲ့တင်တင်ပြီးတဲ့အခါရေတော်လောက်တက်ပြီးကြံလေးတစ်ချောင်းပြင်ပြီးတော့နေ့စဉ်မိမိအိမ်ရမျက်စွာဖရားမှာနော်ဟိုလှူပြီးတော့အခါကျတော့နေ့စဉ်တော့ကပ်ပေါ့နော်အရှင်ဘုရားဘုရားတပည့်တော်ကကြံတဲ့ပတ်စံလှူပါတယ်ဗာညာဆိုပြီးတော့လိုရာကိုဆူတောင်းရင်ကျင်းသေးပါအောင်မြင်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲတရင်္ဂသာသမီးတွေဒီလက်ကတော့စိတ်ရှမ်းလာစရာတွေများတယ်ဗျာကဲကောင်းပြီဆိုတော့တရင်္ဂသာသမီးမိတ်ဆွေတွေအားလုံးကံရဲ့ ထောက်ပံ့နေကိုများစွာရရှိပြီးတော့အောင်မြင်မှုတွေအတိတ်ရရှိကြပါစေယတနာစိန်ကြောက်စေတော့တိုင်းကစားနိုင်ကြပါစေတက်နေတဘိုးလောက်ဝီထိုးဖြိုးလို့တော့အောင်မြင်မှုအပေါင်းလူခါကြောင်းကြပါစေဆရာဟောသောကောင်းသောအချက်တွေကသာမိတ်ဆွေတို့ကတိုက်ဆိုင်မှန်ကန်ပြီးမကောင်းသောအချက်တွေဟာဝေးကွာပြင်းစင်ပါစေကျောင်းစုတောင်းရင်လည်းကဲတနေ့လာသားသမီးတွေအားလုံးယတနာစိန်ကြောက်စေတော့တိုင်းကစားနိုင်ကြပါစေခင်ဗျနောက်ပတ်မှာပြန်ဆုံကြတာပေါ့ခင်ဗျဒီလာတော့စိတ်ချမ်းသာကြပါလိမ့်ပါပဲ